အော်တိုဗာလာ23ရက်နေ့ကဘာရှိသတင်းထူများအခုလိုမျိုးကဘာအေးမြမအေးသတင်းတွေကိုသတင်းခစ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်ဒီတင်ပြချက်မှာဆိုရင်နိုင်ငံတကာရေးရာမှာထိတ်တဲရောက်တဲ့သတင်းတွေနဲ့ လူစိတ်ဝင်စားမှုများတဲ့နိုင်ငံရေးစီရေးစီးပွားရေးလူမှုရေးသဘာဝပေးစတဲ့သတင်းတွေကိုအိလာနိုင်အောင်စူးစီးဖော်ပြထားပါတယ်။သတင်းတွေဒေါ်နယ်ထရန့်စိတ်ဆိုးသွားရတဲ့အကြောင်းရင်းဝါရှင်တန်နဲ့လင်ကောနာမှာတတိယတော်ဆုံးသမ္မတလို့ပြောခံရခြင်းအမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ဟာသူ့ရဲ့ထုံးစံအတိုင်းနဲ့မိမိကိုယ်ကိုယုံကြည်မှုအပြင်နဲ့ပြောကြားမှုတစ်ခုကြောင့်သတင်းတစ်ပုဒ်ဖြစ်လာခဲ့ပြန်ပါပြီ။ဒီတစ်ခါတော့သူဟာ တမရဟောင်းနေဖြစ်တဲ့ George Washington နဲ့ Abraham Lincoln တို့နဲ့မိမိကိုယ်ကိုတိုင်းရှင်ခဲ့ပြီးတတိယအတော်ဆုံးတမရလို့ပြောခံရတဲ့အတွက်စိတ်ဆိုးမိရလို့နောက်ပြောင်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။တမရ Trent ဟာ Embryonesi ဥယျာဉ်မှာအသစ်ထပ်တိုးထားတဲ့ Walk of Fame လို့ခေါ်တဲ့တမရပုံလေးချိတ်ဆွဲပြသထားတဲ့နေရာအကြောင်းပြောရင်းနဲ့သူ့ရဲ့စိတ်ခံစားချက်ကိုထုတ်ဖော်ခဲ့တာပါ။သူက Washington နဲ့ Lincoln တို့လို့ တမိုင်းဝင်ကောင်းဆောင်ကြီးတွေကိုကြော်ဖို့မလွဲကြောင်းထည့်သွင်းပြောဆိုခဲ့ပါတယ်။အထူးသဖြင့်သူတို့ဟာစစ်ပွဲတွေဘယ်နှပွဲရပ်ခဲ့ဘူးတည်းလဲဆိုတဲ့အချက်ကိုအလေးပေးပြောဆိုခဲ့ပုံရပါတယ်။ထရန်ကသူတို့ကစစ်ပွဲရှစ်ပွဲအခုဆိုကိုယ်ဝဲတောင်ရပ်ခဲ့တာမဟုတ်ဘူးလေ။သူတို့ကရှစ်ပွဲရပ်ပြီးပြီ။အခုကိုယ်ဝဲမြောက်လာပြီးယုံကျင်ယုံမယုံကျင်နေပဲလို့ကြောင်းဝါပြောဆိုခဲ့ပါတယ်။ဒါအပြင်သူက အခုလက်ရှိတမရောက်ဒူဘိုက်တဲပုံနေရာမှာတော့ လက်မှတ်ထိုးဆက်အော်တိုဖန်ပုံမဲ့ချိတ်ဆွဲထားတယ်ဆိုပြီးဝိုင်းရင်နိုင်ငံရေးသမားပီပီလောင်ပြောင်ပြောဆိုခဲ့ပါသေးတယ်။အဓိကသတင်းဖြစ်တဲ့စိတ်ဆိုးတော့ရတဲ့အကြောင်းရင်းကတော့ရုံမီတန်ကြားကလူတို့ကသူ့ကိုဝါရှင်တန်နဲ့လင်ကွန်ပြီးရင်တတိယမြောက်တော်ဆုံးသမ္မတလို့ပြောလိုက်တဲ့အခါမှာဖြစ်ပါတယ်။ထရန်ကကျုပ်အဲ့ဒီလူကိုအရန်စိတ်ဆိုးသွားတယ်လို့နောက်ပြောင်ပြောဆိုခဲ့ပါတယ်။တတိယနေရာမှာရှိနေရခြင်းကိုမကျေနပ်ဘဲပထမမှာဒါမှမဟုတ် ဒုတိယနေရာမှာသာရှိတဲ့နယ်လို့ဆိုလိုရင်းဖြစ်ပုံရပါတယ်။အမှန်တကယ်တော့သူဟာဝါရှင်တန်ရဲ့လက်ကွန်းကိုကြော်ဖို့မလွယ်ပေမဲ့ကျုပ်တို့စ조사သွားမယ်လို့မှတ်ချက်ပေးခဲ့တာဟာသူ့ရဲ့ရှင်းပိုင်လိုစိတ်ကိုပြသနေတာပါပဲ။ February လတုန်းကလည်း False News သတင်းဌာနနဲ့အင်တာဗျူးမှာဝါရှင်တန်ရဲ့လက်ကွန်းတွဲပြရင်တောင်သူ့ကိုရွေးကောက်ပွဲမှာမနိုင်ဘူးလို့တယောက်ကပြောခဲ့မှုကြောင့်ထွက်ငှားထည့်ပြောခဲ့မှုပါတယ်။လက်ရှိမှာတရားဝင် အတော်ဆုံးသံမရစတန်ခါယူထားတာမရှိသေးပေမဲ့2021ခုနှစ်တုန်းက C-SPAN ကသမိုင်းပညာရှင်တွေကိုကောက်ယူခဲ့တဲ့စတန်တစ်ခုကိုပြန်ကြည့်ရင်တော့ရဲစရာဖြစ်လာပါလိမ့်မယ်။အဲဒီစတန်မှာလင်ကုန်းနဲ့ဝါရှင်တန်ကိုတင်းနဲ့နှစ်နေရပေးခဲ့ပါပဲ။ဒါပေမဲ့သမရဒေါ်နယ်ထရန့်ကိုတော့နောက်ဆုံးကဆရရင်လေးယောက်မြောက်အဆုံးဆုံးသမရဖြစ်သတ်မှတ်ခဲ့ပူပါတယ်။ထရန့်ကတော့အင်ဖီရောမှာကဖွဲခမ်းမဆောင်တဲ့တိုးချေဖို့ အရှိဆောင်ဖြိုချနေတဲ့အတန်တွေကလည်းသူ့နားထဲမှာဂီတအတန်လိုပဲလို့ပြောကြခဲ့ပြီးသူ့ရဲ့စိတ်နေစိတ်ထားကို ဖော်ပြခဲ့ပါတယ်။ဒါကြောင့်သမရထွန်းရဲ့တတိယအတော်ဆုံးသမရအဖြစ်အပြောခံရလို့စိတ်ဆိုးတယ်ဆိုတဲ့စကားဟာနောက်ပြောင်ပြောဆိုမှုကနေမိမိကိုယ်ကိုမြောက်တင်ခြင်းဒါမှမဟုတ်တမိုင်းပညာရှင်တွေရဲ့သုံးသက်ချက်ကိုတဝိုက်တော်အဖြစ်တုံ့ပြန်ခြင်းလားဆိုတာကိုတော့ပရိသတ်ကြီးတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်။ သတင်းနှင့်ကုန်သွယ်ရေးစစ်ပွဲခြားမှအမေရိကန်တရုတ်ခေါင်းဆောင်များတွေ့ဆုံမည်ဒေါ်နယ်ထရန့်၏တရုတ်ပြည်ခီးစဉ်နှင့်ကုန်သွယ်ရေးသဘောတူညီချက် မျှော်လင့်ချက်ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့အမေရိကန်နဲ့တရုတ်တို့ကြားမှာကာလကြာရှည်ဖြစ်ပေါ်နေတဲ့ကုန်သွယ်ရေးစစ်ပွဲဟာအဆုံးသတ်ဖို့နှိစက်လာပြီလားဆိုတဲ့မေးခွန်းကိုမေးเสียဖြစ်လာပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာလာမယ့်နှစ်အစောပိုင်းမှာတရုတ်နိုင်ငံကိုတွားရောက်လည်ပတ်ဖို့စီစဉ်ထားကြောင်း မကြသေးမီကထုတ်ဖော်ပြောကြားခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကတရုတ်ကိုလျောက်လေပတ်ဖို့ကျွန်တော်ကိုဖိတ်ကြားခံထားရပါတယ်။လာမယ့်နှစ်အစောပိုင်းမှာတရုတ်ကိုတရုတ်လေပတ်ဖို့အစီအစဉ်ထားပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒီခရီးစဉ်ဟာတနိုင်ငံခြားတဲမာနေတဲ့ဆက်ဆံရေးကိုအနှဲငယ်ရောကျစေနိုင်တဲ့အချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ဒါအပြင်သမ္မတထရန့်ကယခုလနောက်ပိုင်းမှာတောင်ကိုရီးယားနိုင်ငံမှာပြုလုပ်မဲ့တွေ့ဆုံပွဲတစ်ခုမှာသမ္မတရှီကျင်းပြင်နဲ့ ကုံသွေးသဘောတူညီချက်တစ်ခုကိုလက်မှတ်ရေးထိုးဖို့မျှော်လင့်ထားပါတယ်လို့လည်းဖွင့်ဟပြောဆိုခဲ့ပါတယ်။ဒီလိုမျှော်လင့်ချက်ပေးခဲ့တဲ့စကားတွေထပ်ပေါ်လာတာဟာကမ္ဘာစည်းဝေးရေးအတွက် အရေးပါတဲ့အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီလိုနှစ်ဖက်ခေါင်းဆောင်တွေတွေ့ဆုံဖို့နဲ့သဘောတူညီချက်ရရှိဖို့မျှော်လင့်နေချိန်မှာပဲသမရဒေါ်နယ်ထရန့်ရဲ့ပြင်းထန်တဲ့အချင်းချောက်ပြောဆိုမှုတွေလည်းရှိနေခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်အကြာမှာဒေါ်နယ်ထရန့်ဟာတရုတ်နိုင်ငံရဲ့အတွင်းကုန်တွေပေါ် နောက်ထပ်တရားရဂိုင်းနှုန်းအခေါ်စီကြံမှုလုံဆောင်သွားမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒီလိုချိန်ချောက်ပြောဆိုရခြင်းရဲ့အဓိကအကြောင်းရင်းကတော့တရုတ်နိုင်ငံကရှားဖားမြေထွက်တပ်ထူတွေတင်ပို့မှုအပေါ်ထိန်းချုပ်မှုတွေလုံဆောင်နေတာကိုတုံ့ပြန်တဲ့အနေနဲ့ဖြစ်ပါတယ်။သမရာထရန်ကရာမဲနိုဗင်ဘာလတရနေ့ကနေစတင်ပြီးတရုတ်အပေါ်အခွန်စီကြံမှုအသစ်ကိုလုံဆောင်သွားမယ်လို့ချိန်ချောက်ထားတာပါ။တရုတ်အစိုးရကလည်းသူတို့အပေါ်အခွန်စီကြံမှုတွေလုံဆောင်မယ်ဆိုရင် American နဲ့ဖြစ်ပေါ်နေတဲ့ကုန်သွယ်ရေးစီပွဲကိုအဆုံးထိတိုက်ပွဲဝင်သွားဖို့ပြင်ဆင်ထားတယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိအခြေအနေမှာနှစ်ဖက်စလုံးကပြင်းထန်တဲ့ခင်းချောက်မှုတွေနဲ့တုံ့ပြန်မှုတွေရှိနေပေမဲ့လည်းသမရဒေါ်နယ်ထရန့်ရဲ့တရုတ်ကြီးစင်စီစဉ်မှုနဲ့ကုန်သွယ်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးဖို့မျှော်လင့်ထားမှုတွေဟာကုန်သွယ်ရေးစီပွဲကိုအဆုံးသတ်နိုင်တဲ့တန်တမာရေးရာချင်းကမ်းမှုလမ်းကြောင်းကိုဖွင့်ပေးလိုက်တာဖြစ်ပါတယ်။လာမယ့်နှစ်အစောပိုင်းမှာ တမရထရရဲ့တရုတ်ခီးစင်နဲ့ယခုလနောက်ပိုင်းတောင်ကိုရီးယားမှာအနိုင်ငံခေါင်းဆောင်တွေတွေ့ဆုံမဲ့အခြေအနေတွေဟာကမ္ဘာစည်းဝါးရေးအတွက်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာမလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။သတင်းသုံးသတင်းလေးခေါင်းဆောင်အပြည့်ခက်ရစရေးဖြစ်ပြမှုအမေရိကန်တပ်သမားရေးချေလက်များအရှိန်မြင့်ခြင်းအစ္စရေးနဲ့ဟာမတ်အပေါ်ဖိအားပေးမှုများဆက်လက်နိုင်မီလားအရှိလေပိုင်းမှာမီးလောင်နေတဲ့ခေါင်းဆောင်ပြည်ပခဟာ အပြည့်အခက်ရစရေးသဘောတူညီချက်များပြပြသွားပြီးနောက်မှာပုံမတင်းမာလာခဲ့ပါတယ်။ဒီအချိန်နေမှာအမေရိကန်ပြည်ထောင်စုဟာငင်းချင်းရေးလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိစေဖို့အတွက်တပ်သမတ်ရေးခြေလှမ်းတွေကိုအရှိန်မြှင့်တင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်။မကြာသေးမီကအစ္စရေးကဟာမတ်လက်နက်ကိုင်ဖွဲ့ဟာအပြည့်အခက်ရစရေးသဘောတူညီချက်ကိုချုပ်ဖောက်ခဲ့တယ်လို့ပြင်းပြင်းထန်ထန်ဆက်ဆွဲခဲ့ပြီးနောက်မှာဂါဇာတပိုင်းကပြစ်မှတ်ပေါင်းတရာစင်ချုပ်ကိုပြန်လည်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုတင်းမာမှုတွေမြင့်တက်လာချိန်မှာပဲအမေရိကန်သတ်သမှတ်များဟာအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံမှုရဲ့ရည်ရွယ်ချက်ကတော့ဂါဇာကမ်းမြောင်ဒေသအပြည့်ခက်ရေစေးရေးအစီအစဉ်ကိုလမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ရှိလာစေဖို့ပဲဖြစ်ပါတယ်။အမေရိကန်သတ်သမှတ်များဖြစ်တဲ့စတီဝတ်စကော့ဖ်နဲ့ဂျာကုရှ်နာရိုဟာဒီခီးစဉ်အတွင်းမှာအပြည့်ခက်ရေစေးကိုဆက်လက်တောင်းအားပေးဖို့နဲ့ရင်းချရေးအစီအစဉ်ရဲ့ကြံရှိနေတဲ့အဆင့်တွေကို ဆက်လက်ဆွေးနွေးနိုင်ဖို့မျှော်လင့်နေကြပါတယ်။လက်ရှိအခြေအနေကြီးရှင်းရှင်းလင်းလင်းမသိရှိရသေးတဲ့အချက်တစ်ခုကတော့အမေရိကန်ဆိုရဟာအစ္စရေးနဲ့ဟောမတ်လက်နက်ကိုင်ဖွဲ့လို့အပေါ်ဖျော်ပေးမှုတွေနဲ့ပြည်ပခါကိုအဆုံးသတ်ဖို့အချိန်ဟုန်တွေကိုဆက်လက်ထိန်းသိမ်းထားနိုင်အောင်မလားဆိုတာပါပဲ။နှစ်ဖက်စလုံးရဲ့ပြင်းထန်တဲ့ရက်တီချက်တွေကြားမှာအမေရိကန်ရဲ့တန်တမန်ရေးဖီအာတွေဟာဘလောက်ထိကြိုးတက်ရမှုရှိနိုင်မလဲဆိုတာကစောင့်ကြည့်ရမယ့်အခြေအနေဖြစ်နေပါဗျ။ ဒါအပြင်အမေရိကန်ဒုသမ္မတဂျေရီဗန်စ်ကလည်းအစ္စရေးကိုလျောက်လေပတ်ဖို့စီစဉ်ထားကြောင်းဝင်ကြီးချုပ်နေတဲ့ရာဟုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒီခီးစဉ်အတွင်းမှာဒေတာရင်းစင်ခေါ်မှုတွေနဲ့အခွင့်အလမ်းများကိုဆွေးနွေးသဖို့ရှိနေပါတယ်။ကာဆာပြည့်ခက်ရစရေးဟာအလွန်အရေးကြီးတဲ့အဆင့်တစ်ခုမှာရပ်တန့်နေပါတယ်။အမေရိကန်ရဲ့တန်တမန်ရေးခြေလှမ်းတွေ အရှိန်မြင့်တင်လာတာဟာပဋိပက္ခကိုငြင်းချမ်းစွာအဆုံးသတ်ဖို့အတွက် ကြီးမားတဲ့မျှော်လင့်ချက်ကိုပေးစွမ်းနိုင်ပါတယ်။ တို့တော်လည်းဒီမိတော့တွေကိုရက်တန်းဖို့အတွက်ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်နဲ့လက်တွေ့အကောင့်ထဲဖော်မှုတွေအပေါ်မှာပဲအဓိကမူတည်နေရဆိုတာကိုသုံးသပ်တင်ပြလိုက်ရပါတယ်။သတင်းကရုရှားနဲ့တင်မာမှုများကြောင့်ဗီတိန်ဤတုံ့ပြန်မှုစစ်အခြေဆိုင်စခန်းများအနီး drone ပစ်ချရဲ့ဗီတိန်စစ်တပ်ကိုခွင့်ပြုခြင်းပြည်ထောင်နာရှင်ဥရောပတိုက်ဟာရုရှားနဲ့ဆက်ဆံရေးတင်မာမှုတွေမြင့်တက်လာမှုကြောင့်လုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုတွေတိုးလာနေပါတယ်။ ဒီအချိန်တွေမှာဖီတင်နိုင်ငံကပြတ်သားတဲ့အဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ပါပြီ။ဖီတင်ကာကွယ်ရေးဝန်ကြီးဂျွန်ဟယ်လီကစစ်အခြေဆိုင်စခန်းတွေပေါ်ပြန်တန်းလာနိုင်တဲ့ drone တွေကိုပစ်ချဖို့ဖီတင်စစ်တပ်ကိုတရားဝင်ခင်ပြုသွားမယ်လို့ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဒီအဆုံးဖြတ်ချက်ဟာဥရောပတဝက်မှာဖြစ်ပွားခဲ့တဲ့ drone ဖိအပ်တွေနဲ့ဆက်စပ်နေပါတယ်။မကြာသေးခင်သတင်းဖတ်နေငယ်ကဂျာမနီနဲ့ဒိမတ်နိုင်ငံတို့ရဲ့လေဆိပ်တွေမှာ drone တွေပေါ်ထွက်လာခဲ့မှုကြောင့် ယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနှောင့်နှေးခဲ့ရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့လတုန်းကလည်းပိုလန်လေပိုင်းနဲ့အတွဲမှာဝင်ရောက်လာခဲ့တဲ့ drone ချုပ်ကိုပိုလန်စစ်တပ်ကပြစ်ချခဲ့ရတဲ့ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။ဥရောပနိုင်ငံများပြားဟာဒီလို drone ဖြစ်ရပ်တွေအတွက်ရုရှားကိုအပြစ်တင်ခဲ့ကြပြီးလုံခြုံရေးစင်ခေါ်မှုတွေကိုတုံ့ပြန်နိုင်ဖို့အတွက်စီရေးသုံးစီကိုမြင့်တင်ဖို့သဘောတူညီခဲ့ကြပါတယ်။ဗီတင်ကခွဲဝင်ကြီးဂျွန်ဟယ်လီက ရုရှားရဲ့ရေလုံးမှုတွေတိုးလာနေတာကိုထောက်ပြခဲ့ပါတယ်။သူကရုရှားရဲ့ရေလုံးမှုတွေကတိုးလာနေပါတယ်။ရုရှားရဲ့ရေလုံးမှုတွေဟာအနောက်အောက်စုစီကိုပိုပြီးတိုးလာနေပါတယ်လို့သတိပေးပြောကြားခဲ့ပါတယ်။ဒီလိုတိုးလာနေတဲ့ချင်းချောက်မှုတွေကိုတွန့်ပြန်ဖို့အတွက်ဗီဒီယိုအစိုးရဟာပြည်သူတွေကိုကာကွယ်ဖို့လူဝဲထေလှုပ်ဆောင်မှုတွေအားလုံးကိုအငြင်းတဲ့လှုပ်ဆောင်သွားမှာဖြစ်ကြောင်းအမှားခံခဲ့ပြီးအရေးကြီးဆုံးကတော့ ဖီတန်ရဲ့စစ်အခြေစိုက်စခန်းတွေမှာပေါ်လာနိုင်တဲ့ drone တွေကိုပစ်ချဖို့တရားဝင်အာဏာအသစ်တွေကိုကျွန်တော်တို့ဖော်ဆောင်နေပါတယ်လို့အတိအလင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်နီတိုအဖွဲ့ကလည်းပြီးခဲ့တဲ့သတင်းသက်ကရုရှားရဲ့ချင်းချမှုတွေကိုတုံ့ပြန်နိုင်ဖို့အတွက်ဥရောပအရှေ့ပိုင်းမှာ drone ကာကွယ်ရေးစနစ်တွေကိုစမ်းသပ်နေတယ်လို့ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဖီတန်အစိုးရရဲ့စစ်တပ်ကို drone ပစ်ချခွင့်ပေးလိုက်ခြင်းဟာဥရောပရဲ့လုံခြုံရေးအငြင်းအပြောင်းလဲလာတာကိုပြသနေပါတယ်။ ရခိုင်ကဒရုန်းတွေကိုပစ်ချဖို့အတွက်ဥပဒေရေးရအခက်အခဲတွေရှိနေခဲ့ပေမယ့်ရုရှားရဲ့ရန်လိုမှုတွေကနေဖြစ်ပေါ်လာတဲ့ချင်းချမှုတွေဟာဥရောပနိုင်ငံတွေကိုမိမိတို့ရဲ့အထောက်အကူအာဏာနဲ့စီးရဲခြေခံအဆောက်တွေကိုကာကွယ်ဖို့အတွက်ပုံမပြတ်သားတဲ့အဆုံးဖြတ်ချက်တွေချမှတ်စေခဲ့ပါပြီ။ဒီလိုအဆုံးဖြတ်ချက်တွေဟာနောင်လာမယ့်ကာလတွေမှာဥရောပနိုင်ငံတွေနဲ့ရုရှားသားက ဆက်ဆံရေးကိုဘယ်လိုပုံစံမျိုးပြောင်းလဲသွားစေမလဲဆိုတာကိုစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။သတင်းချောင်း APEC စီဝေးမတိုင်မီတင်းမာမှုမြင့်တက်ညကိုရီးယား၏မေလနောက်ပိုင်းပထမဆုံးပိတ်ထိန်ထုံးကြီးပြေလုံမှုကိုရီးယားကျွမ်းဆွေရဲ့တင်းမာမှုဟာ မကြသေးမီကပုံမမြင့်တက်လာခဲ့ပါတယ်။အာရှပစိဖိတ်ဒေသခေါင်းဆောင်များစီဝေး APEC ကိုတောင်ကိုရီးယားမှာကျင်းပဖို့တပတ်လိုမှာပဲ။ ညကိုရီးယားဟာသူတို့ရဲ့စီးရဲရရန်ဆောင်မှုအတိတ်တစ်ခုကိုလုံဆောင်လိုက်ပါတယ်။အော်တိုဗာလ22ရက်နေ့မှာဖန်ကိုရီးယားစစ်တပ်ကညကိုရီးယားဟာပဲထင်းနှုံးချီကိုအရှိတ်ကိုပြစ်ခတ်ခဲ့ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ဒါဟာညကိုရီးယားနိုင်ငံရဲ့မေလနောက်ပိုင်းပထမဆုံးသောပဲထင်းနှုံးချီပြစ်လွတ်မှုပဲဖြစ်ပါတယ်။တာကိုရီးယားပူရဲစေဦးစီးချုပ်များယုံရဲ့ထုတ်ပြန်ချက်အရအော်တိုဗာ22ရက်နေ့အစောပိုင်းကညကိုရီးယားမြို့တော် ပြောင်းရင်အနီး area မှာအရှိမြောက်ဖက်ကို တာတိုပြည့်တုံးကြီးလို့ယူဆရတဲ့ဒုံးကြီးများပြားကိုဥတီပိတ်ခတ်ခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။ဒီလိုလက်နက်တွေတီထွင်ဖန်တီးမှုဟာအမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ကြောထားနောက်ကန်ပြုထားတဲ့နိုင်ငံတကာတာမြင့်ချက်ကိုပြစ်ဆင်လိုက်ခြင်းလည်းဖြစ်ပါတယ်။မြောက်ကိုရီးယားဟာနိုင်ငံတကာစီမံစည်းကမ်းတွေကိုလစ်လို့ရှုပ်ပြီးစီးရေးဆွေးရီကိုဆက်လက်နှစ်တင်နေတယ်ဆိုတာကိုဒီလိုရက်ကနေထင်ရှားစွာတွေ့မြင်ရပါတယ်။အခုလိုဒုံးကြီးပြစ်လို့မှုဟာ အလွန်အရေးကြီးတဲ့နိုင်ငံတကာစီးပွားရေးတစ်ခုမတိုင်မီမှာဖြစ်ပွားခဲ့တာပါ။လာမယ့်အပတ်မှာတောင်ကိုရီးယားမှာအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC Forum ကိုကျင်းပမှာဖြစ်ပါတယ်။ဒီ Forum မှာတောင်ကိုရီးယားသမ္မတအီဂျင်နောင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့တွေ့ဆုံဖို့မျှော်လင့်ထားပါတယ်။ဒါအပြင်သမ္မတထရန့်ဟာတရုတ်သမ္မတရှီဂျင်ပင်နဲ့လည်းတွေ့ဆုံဖို့မျှော်လင့်ထားတာကြောင့်ဒီလိုအင်အားကြီးနိုင်ငံခေါင်းဆောင်တွေစုဝေးမြဲအချိန်မှာနောက်ကိုရီးယားရဲ့ဒေါင်းကျည်ပြုလုပ်မှုဟာ ဒေတာရင်းကိုကြီးမားတဲ့သတိပေးချက်တစ်ခုပေးလိုက်တာပဲဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့ဒုံးကျည်ပြစ်လို့မှုဟာဒေတာရင်းနိုင်ငံတွေရဲ့လုံခြုံရေးကိုထပ်မံစိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ APEC လိုနိုင်ငံတကာအဆင့်မြင်ပါတဲ့စီးပွားရေးနဲ့နိုင်ငံရေးဖိုရမ်တစ်ခုမတိုင်မီမှာပြည်ရန်ကဒီလိုလုံရက်ကိုရွေးချယ်လိုက်တာဟာအမေရိကန်နဲ့မဟာမိတ်နိုင်ငံများရဲ့စုစည်းမှုကိုစမ်းသပ်ခြင်းဒါမှမဟုတ်မိမိတို့ရဲ့စီးရေးဆွေးနွေးကိုအာရုံစက်စီလိုခြင်းဖြစ်နိုင်ပါတယ်။ဒီလိုတင်မာမှုတွေခြားကနေ APEC အစည်းအဝေးမှာမြောက်ကိုရီးယားရဲ့စိန်ခေါ်မှုကိုဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကိုနိုင်ငံတကာကစိတ်ဝင်တစားစောင့်ကြည့်နေကြမှာပဲဖြစ်ပါတယ်။အခုတင်ပြချက်အပေါ်မှာမိတ်ဆွေရဲ့သုံးသပ်ချက်များကိုလည်း comment ကနေတစ်စင်မျှဝေပေးခဲ့ပါအောင်နော်။အခုလို့စိတ်ဝင်စားစရာကောင်းမဲ့ကမ္ဘာ့အရေးမြမအရေးသတင်းများစွာကိုနားဆင်ဖို့သတင်းကိ channel ကို like and subscribe ပြေလုပ်ပြီးဘေးနားကောင်းတို့ဒီပဲလေးကိုလည်းနှိပ်ထားဖို့မမေ့နဲ့နော်။ကြည့်ရှုသူများအားလုံးပြည့်ရခတဲ့ကြင်ရှင်ကြပါစေ။